င်္ဂပါအခုပြမဲ့သင်ခန်းစာလေးကတော့ကျွန်တော်တို့ Photoshop pattern လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ passport photo စမပုံလေးတွေပြုလုပ်တဲ့နေပဲဖြစ်ပါတယ်ဆောမှာကျွန်တော်တို့က file file này đó open open này đó mình mình hết tài bỏ vào phải bảng mép ok đây sẽ asset này nè đó cho nó đó file file này mình new new này đó cho nó đó တပ်ပေါ်တလက်မကွယ်နှစ်လက်မဆိုင်လေးချိန်ပါမယ်ခြေတက်ကကြာလို့ရှိရင်ကျွန်တော်တို့ကဒီ preset နေပြီးတော့ကျွန်တော်တို့ custom တစ်ချက်သွားပါမယ်သွားပြီးတော့ကျွန်တော်တို့ကဒီနေရာမှာအကျဲတလက်မကွယ်အမြင့်ကကျွန်တော်တို့နှစ်လက်မချိန်ပါမယ်ပြီးလို့ရှိရင်ကျွန်တော် okay နဲ့ရပါမယ် ဟုတ်ကဲ့ဒီ site လေးကျွန်တော်ရရပြီရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီပုံလေးကိုဒီဘက်ကိုကျွန်တော်တို့ဆွဲထည့်ပါမယ်ဒီလိုနေထားရပြီဆိုရင်တော့ကျွန်တော်တို့ကပုံလေးကိုဆွဲချက်ပါမယ်ကျွန်တော်တို့ shift key လေးကိုကန်ပြီးတော့ဆွဲချက်မှာဖြစ်ပါတယ်ဒီမှာဆွဲချက်တာကကြာလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ show transform control ဆိုတဲ့နေရာမှာအမှတ်ပေးထားလိုက်ပါဒါမှမဟုတ်လို့ရှိရင်လည်းတကယ်လို့မှတ်ပေးထားလို့ရှိရင်လည်း control တီးလည်းနှိပ်လို့ရပါတယ် โอเคဒီနေထားကိုရောက်ပြီဆိုရင်တော့ကျွန်တော်ကဒီမှာတစ်ချက်နေပြီးတော့ apply ပေးလိုက်ပါနောက်တစ်ချက်နေနေရတော့ကျွန်တော်တို့ background background လေးမှာကျွန်တော်တို့က top ဖွင့်มาပြောရတယ် top လေးကိုနှစ်ချက်နေဖွင့်လိုက်ပါ okay လို့ပြလိုက်ပါပြီးရနောက်ခံ background လေးကိုကျွန်တော်ဖြတ်มาဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေထားကို ရပြီဆိုရင်တော့ကျွန်တော်က edit edit ရနေပြီးတော့ define pattern သွားมาပြပါတယ်ဟုတ်ကဲ့ define pattern ရောက်ပြီဆိုရင်လို့ရှိရင်တော့သူ့နာမည်လေးပေးလို့ရှိရင် pattern ဥပမာကျွန်တော်က pass photo p a s s pass p h o t o photo လို့နာမည်ပေးလို့ရပါတယ် ပြီးရင် okay လို့ပြလိုက်ပါနောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့က fire နေပြီးတော့ new သွားมาဖြစ်ပါတယ် new သွားပြီးတော့ကျွန်တော်တို့က photo ဆိုတဲ့နေရာနေပြီးတော့ဒီနေရာမှာကျွန်တော်တို့လေးအများထောက်စာရွက်လေးကိုရွေးအောင်ဖြစ်ပါတယ်ပြီးလို့ရှိရင် okay နေလဲပါโอเคဒီနေ့ဒါရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က edit အဲ့တဲ့နေ free ကိုနှဲ့ရမှာဖြစ်ပါတယ်အဲ့နေရာမှာကျွန်တော်တို့က pattern ကိုရွေးပေးရမှာဖြစ်ပါတယ် pattern ရွေးပေးပြီးလို့ရှိရင်ခုနကကျွန်တော်တို့တိုင်းထားတဲ့ pattern ဒီ pattern လေးကိုရွေးပေးအောင်ဖြစ်ပါတယ်ပြီးရ okay နှဲ့လဲပါဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်လက်မကွယ်နှစ်လက်မပုံလေးတွေရရှိသွားပါပြီအလုံးနားလည်မယ်လို့မျှော်လင့်ပါတယ် chia cho